တင်ပြန်တန်းချိန်မှာတင်ဇပ်ပိုင်းဆိုင်ရာထိန်းချုပ်မှုရတော့တာကြောင့်လေရင်ပြတ်ကျပြီးစီးနင်းလိုက်ပါသူအယောက်200ကျော်လုံးသိမ်းဆုံးခဲ့တဲ့ AND ရလေးချောင်းလိုင်းပြည်သူများလုံးမဲမင်္ဂလာပါမာရပန် page ကနေကြိုဆိုလိုက်ပါတယ် လရင်ပြတ်ချတဲ့မတော်တဆမှုတွေကမကြာခဏဆိုသလိုကြုံတွေ့နေရတဲ့အဖြစ်စိုးကြီးတွေဖြစ်ကအခုခါမှလဲဇွန်လ12ရက်နေ့ကအိန္ဒိယနိုင်ငံရဲ့အိန္ဒိယဆိုတဲ့လရင်တစ်စီးကပြတ်ချမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အိန္ဒိယလေကြောင်းလိုင်းကခီးတဲ့ရင်တစ်စီးကဇွန်လ12ရက်နေ့မှာအိန္ဒိယနိုင်ငံအနောက်ပိုင်းအမတ်ဒါဖတ်မြို့ကနေလန်ဒန်ကိုဥတီထွက်ခွာခဲ့တာဖြစ်ပြီးစတင်ပြန်တမ်းပြီးမကြာခင်မှာပဲပြတ်ချခဲ့တာပဲဖြစ်ပါတယ်။ ီဖြစ်စဉ်နဲ့ပတ်သက်ပြီးနိုင်ငံတကာသတင်းဌာနတွေမှာအများပြားဖော်ပြကြတာကြောင့်ပြကြတဲ့အမှတ်တမ်းရုပ်သံတွေကလည်းပြန့်နှံ့လာခဲ့တာပေါ့အင်ဒီယာရဲ့ပြန်တမ်းမှုအမှတ်စဉ် AI171 လေကြောင်းလိုင်းကပြန်တက်ပြီးစက္ကန့်ပိုင်းအကြာမနက်8:10မိနစ်52စက္ကန့်မှာတော့နောက်ဆုံးဆက်သွယ်မှုကိုရခဲ့ပြီးနောက်လေဆိပ်အနီးလူနေအိမ်ခြေရေရှိတဲ့နေရာကိုပြတ်ကျကမီးလောင်ကျွမ်းသွားခဲ့တာပဲဖြစ်ပါတယ် ဒီလိုလရင်ပြကြမှုမကြုံတွေ့ရခင်မှာလရင်ပေါ်ကတာဝန်ကျပိုင်းလို့နှစ်ယောက်ကလရင်စပိုင်းကိုထိန်းချုပ်ဖို့ခက်ခဲတဲ့အခြေအနေတွေနဲ့ကြုံတွေ့ခဲ့ရပြီးစပိုင်းဆိုင်ရာမှာလုံးဝအလုံးမလုံးတော့တဲ့အဖြစ်ကိုရင်ဆိုင်ခဲ့ရတာပေါ့ဒီလိုအခြေအနေတွေကိုပြမကျခင်မှာသူတို့ရဲ့အိန္ဒိယလေးချောင်းလိုင်းကိုပြပြထားခဲ့တာပဲဖြစ်ပါတယ်လရင်စပိုင်းဆိုင်ရာကိုထိန်းချုပ်လို့မရတော့လို့ပြတ်ကျခဲ့ရတာဆိုပေမဲ့ဒီလရင်ပိုင်းလို့နှစ်ယောက်ကအတွေ့အကြုံရှိသူတွေတော့မဟုတ်ပါဘူးအတွေ့အကြုံရှိပြီးသားလရင်ပိုင်းလို့နှစ်ယောက်အနေနဲ့ဘာကြောင့်စပိုင်းဆိုင်ရာထိန်းချုပ်လို့မရခဲ့ရလဲဆိုတော့ Clubhouse ကနေတစဉ်ဆက်လက်ဆက်ဆဲကြီးရှုနေတယ်လို့သိရပါတယ်။ဘလို့အကြောင်းရင်းကြောင့်လေရင်ဆက်ပိုင်းဆိုင်ရာကပြန်တန်းကာစားစက္ကန့်ပိုင်းအကြာမှတင်ချုံရင်းရတာလဲဆိုတော့မသိရပါပေမဲ့ဒီလေရင်မတော်တဆမှုကြောင့်လူပေါင်း200ကျော်သေဆုံးခဲ့ရတာပါ။လေရင်ပေါ်မှာလေရင်အမှုတန်းအပါဝင်လူပေါင်း242ဦးလိုက်ပါဆင်းနေလာခဲ့တာဖြစ်ပြီးအရင်ထဲကမှအသက်ရှင်ကျန်ရစ်သူ2ယောက်ပဲရှိတယ်လို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။တချို့ကလည်းအလုံးကွယ်လွန်သွားတယ်လို့သတင်းတွေထွက်နေပေမဲ့တချို့သတင်းတွေမှာတော့ခုံမတ်11နေကအသက်40ရွယ်ဗြိတိန်နိုင်ငံသားကတော့ အသက်ရှင်ကျန်ရစ်ပြီးမျက်လုံး၊ရင်ပတ်နဲ့ခြေထောက်မှာထိခိုက်ဒဏ်ရာတွေရရှိခဲ့ကောင်းဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။အဆိုပါဗြိတိန်နိုင်ငံသားရဲ့ပြောကြားချက်အရသူနဲ့သူ့ရဲ့အကိုဖြစ်သူတို့ကအိန္ဒိယမှာရှိတဲ့မိသားစုကိုတောင်းရောက်တွေ့ဆုံခဲ့တာဖြစ်ပြီးလေရင်ပြန်တက်ပြီး30စက္ကန့်အကြာမှာ ကျေလောင်တဲ့အတန်ကြီးနဲ့ပြတ်ကျသွားတယ်လို့သိရပါတယ်။အကိုဖြစ်သူကတော့ခုံနေရမတူတဲ့အတွက်အသက်ရှင်ကျန်ရစ်တဲ့ထဲမှာပါတော့ပဲအစောပါဖြစ်တဲ့နိုင်ငံသားကတောင်ဘေးနားမှာတိတ်ဆုံးနေသူတွေကိုကြော်တက်ခုံထွက်ပြီးကဲဆဲရဲရဲစီကိုယ်တိုင်လမ်းလျှောက်လာလို့အသက်ရှင်ကျန်ရစ်ရတယ်လို့သိရပါတယ်။အရေးဖြစ်တဲ့နိုင်ငံသားအပြင်နောက်ထပ်တူကလည်းအသက်ရှင်ကျန်ရစ်ပြီးစေယုံမှာဈေးကူတက်မှုခံယူနေရတာဖြစ်ပါတယ်။ လရင်မှာစီးနင်းလိုက်ပါလာတဲ့ခီးတယ်ရီထက်ကနှစ်ယောက်ကတော့အသက်ရှင်ကျန်ရစ်တယ်လို့သတင်းတွေထွက်နေပေမဲ့လရင်မှုတန်းတွေကတော့အလုံးကွယ်လုံးတိုင်းရတာဖြစ်ပါတယ်။သေဆုံးသူစီးရင်အရာကတော့အိန္ဒိယနိုင်ငံသား169ယောက်၊ဗြိတိန်နိုင်ငံသား53ယောက်၊ပေါ်တူဂီနိုင်ငံသား9ယောက်၊ကနေဒါနိုင်ငံသား1ယောက်သေဆုံးခဲ့တယ်ဆိုပြီးလည်းသတင်းဌာနတွေကထုတ်ပြန်လာခဲ့တာပါ။ကွယ်လွန်သွားတဲ့လရင်အမှုတန်းတွေထက်ကလရင်မဲလေးတွေကတော့အသက်20ကျော်အရွယ်လေးတွေဖြစ်တာကြောင့်ဒေသစုဝင်တွေကတော့နှမျောတသယူကြုံမရတွေဖြစ်နေခဲ့ရပါတယ်။ အသက်20ရွယ်လရင်မဲလေးတယောက်ဆိုရင်လရင်ပြတ်ချပြီးတိတ်ဆုံးသွားတဲ့အထိတောင် သူရဲ့လက်ကင်ဖုံးကခေါ်လို့ရနေခဲ့တဲ့အပြင်အင်တာနက်မှာလည်း online ဖြစ်နေတာကြောင့်မိဘတွေကတမီးဖြစ်သူကွန်လွန်သွားတာကိုမယုံနိုင်ဖြစ်နေရတာပါသူတို့ရဲ့တမီးလေးကကွန်လွန်သွားတာမဟုတ်ဘဲအသက်ရှင်ကျန်ရစ်ပြီးဖုံးပြန်ဆက်မယ်လို့လည်းမိဘတွေကမျှော်လင့်နေခဲ့ပါတယ်ဒီဖြစ်အစိုးကြီးကမထင်မှတ်ဖဲဆက်ချွေရမှုကြောင့်ပြန်တန်းကာဆမှာတင်လရင်ပြတ်ချပြီးလရင်ဆင်းလုံးကျဆုံးပါခဲ့ရတဲ့ဖြစ်အစိုးကြီးအဖြစ်မှတ်တမ်းဝင်သွားခဲ့ရတာဖြစ်ပါတယ် ပြည်သက်တော်နေနဲ့ရောအိန္ဒိယရဲ့ AI171 လေယာဉ်ပြတ်ကျမှုနဲ့ပတ်သက်ပြီးမြင်လင်းတွေကိုပြပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ